င်္ဂလာပါဒီကနေ့ရဲ့ဝိထုရှေကဏ္ဍမှာဆိုရင်တော့စာဖတ်ပရိသတ်တွေအတွက်စာရေးဆရာခေတန်ရေးသားထားတဲ့ရွှေလန်ညောင်အန်ရွာကလေးမှကြိုဆိုပါသည်ဆိုတဲ့ဝိထုရှေလေးရဲ့အခန်းစာတွေနဲ့အတူတူဇက်သိမ်းမိုင်းကိုပါပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မျက်လုံးလေးကိုမိတ်နှစ်ချက်လေးတက်ပြီးတော့ခန်းစားနာဆင်ပေးပါအောင်နော် န်း၁၁တရက်သီးတွေကို export လုပ်ရတဲ့နေ့တွေဆိုရင်အလုပ်တွေရှုပ်တာကခါတိုင်းထက်ပိုတယ်။မနက်ခင်းအစောရေကတရက်ချန်ရှိမှ7ဘင်းကားကြီးတွေရောက်နေခဲ့ပြီးခန့်အောင်ရော သူ့အလုပ်သမားတွေပါမနာတမ်းအလုပ်လုပ်နေရတယ်။ခန့်အောင်ဆိုရင်လည်းမနက်ခင်းကလေးကအစောကြီးထိုင် အလုပ်သမားတွေကိုတရက်သီးဖာတွေကို တင်ခိုင်းနေရတယ်လို့သူကိုယ်တိုင်လည်းတရက်သီးဖာတွေကိုဝင်ထမ်းပြီးတင်သည်။မလုပ်ပါနဲ့လို့ပြောလဲမရသူ့အလုပ်သမားတွေပင်ပန်းမှဆိုလို့တဲ့။သူကပါဘေးကနေဝင်ကူညီနေတော့တာ။ ညွန်းတာကိုလည်းမတွေ့ရပါဘူး။အင်းလေဒီနေ့နားရက်ယူမယ်ဆိုပြီးပြောသွားခဲ့တာမဟုတ်လား။ခန့်တော်လဲတရက်ချံဘက်ကအလုပ်တွေပြီးတလောက်ဖြစ်သွားတဲ့အခါမှာသူ့အလုပ်သမားတွေနဲ့လက်လွဲခဲ့ပြီးပန်းဆိုင်ခင်းတွေဘက်ကိုအမြန်ပြေးရပြန်နေ။ဒီရက်ပိုင်းတွေမှာတပြေးပန်းတွေပိုရောင်းရတဲ့နေ့တွေဖြစ်တာမို့တပြေးဆိုင်ခင်းတွေဘက်မှာအလုပ်သမားတွေတော်တော်များများရောက်နေခဲ့ကြပါပြီ။အားရလာကိုခန့်တော်ပန်းဆိုင်ခင်းတွေကိုစေးဖြန်းနေတော့မှပဲအတန်တန်ကိုကြားလိုက်ရတယ်။လှည့်ကြည့်လိုက်တော့ဖြူး ခန့်အောင်ရဲ့စိတ်ထဲမှာဖြူကိုမြင်လိုက်ရတော့အမျိုးအမည်တက်လို့မရတဲ့ခံစားချက်တစ်ခုဝင်လာခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒါကခဏလေးပါပဲ။ဟာဖြူစိုက်ခင်းနဲ့ဘာလို့လဲ။ကျောင်းကဖះအတွက်ဖះပန်းလေးလိုချင်လို့လာခဲ့တာဖြူဟာသူ့နဲ့မျက်လုံးချင်းစုံဖို့စူးစမ်းနေတာကိုသိပေမဲ့သူ့ရဲ့မျက်လုံးတွေကိုစုံဖို့မစူးစမ်းဖြစ်ခဲ့ပါဘာပန်းတွေလိုချင်တာလဲဖြူရဲ့ဒါနဲ့ကိုခန့်အောင်ဘာလို့ဖြူကိုအရန်စိမ့်နေရတာလဲဖြူရဲ့အမေကို သူစကားလမ်းကြောင်းထက်လွဲလိုက်တယ်။အာထင်လို့ပါဖြူရဲ့ကဲလားဖျားပန်းကဘာလို့ကျင်တာလဲ။တပြေးပန်းလားနှင်းစီပန်းလားကဏမာပန်းလား။ကဏမာပန်းအဖြူလေးတွေလိုကျင်တာပါ။ကိုချိုးပေးလိုက်မယ်လေ။လောက်အောင်ယူသွားလိုက်နော်။ဘာလို့စကားလမ်းကြောင်းနဲ့အရန်လွှဲနေရတာလဲလို့ဖြူကသူ့ကိုစကားလမ်းကြောင်းလွှဲနေရတဲ့ကိစ္စကိုထပ်မေးတယ်။ကိုမလွှဲမိပါဘူးဖြူရဲ့ဒီဘက်ကကဏမာပန်းတွေကအရန်လာတာ။ ခန့်အောင်လဲပန်းတွေကိုပန်းဖြတ်တဲ့ကက်ကြီးနဲ့လောင်းငါအောင်ဖြတ်လိုက်တယ်။ပြီးတော့သတင်းစာဆက်ကူနဲ့ပတ်ပြီးနှီးကျိုးလေးကိုစီးလိုက်တယ်။ကိုခန့်အောင်ဖြူတို့အရင်လိုပြန်တွဲကြမလားယင်။ရုတ်တရက်ကြီးထွက်ပေါ်လာတဲ့ဖြူရဲ့စကားကြောင့်ခန့်အောင်ငြိမ်ကျသွားတယ်။မှင်သက်နေရကနေပဲ။ဖြူဒီအချိန်မှာဒီမိကုံးကိုကိုတို့မမေးသင့်တော့ဘူးလို့ထင်နေနော်။ကိုတို့နှစ်ယောက်လမ်းခွဲခဲ့တာလဲကြာနေခဲ့ပြီမလား။လမ်းခွဲခဲ့တာကိုသိတယ်လေ။ဒါပေမဲ့ဖြူပြန်လို့ခြင်းနဲ့ အဲအကြောင်းမို့လဲအမားတွေပြန်ပြင်းရင်ကိုစီမှာပြန်နေခြင်းမိတယ်ဖြူစကားကြောင့်သူ့စိတ်ထဲမှာတွေ့ဝေသွားတဲ့ခံစားချက်မျိုးတွေတော့မဖြစ်ခဲ့ပါနာကျင်စရာကိစ္စတွေခံစားစေပြီးတော့မှ sorry ပါဆိုတဲ့စကားဟာခွင့်လွတ်ပေးဖို့ရောထိုက်တန်ပါရဲ့လားဆိုတာခံအောင်တွေးနေမိတယ်ဖြူတိလားတခါတလေကြာရင်ချိန်မွသွားတဲ့ဖန်ခွက်လေးတစ်ခွက်ကိုအမားတွေပြန်ပြင်ပြရစီဆိုပြီးပြန်ဆက်ဖို့ကြိုးစားရင်လေအရင်လိုပြန်မဖြစ်နိုင်တော့ဘူးပြစ်သွားခဲ့တဲ့သူနဲ့အပြစ်ခံခဲ့ရတဲ့သူရဲ့ကြားမှာ ခံစားရတဲ့ခံစားချက်ချင်းမတူတော့တာမို့လို့ပါကိုရောမိတ်ဆွေတွေလှုပ်လို့ရနေရပဲလေကွာခန့်အောင်လဲဖြူကိုအဲ့ဒီလိုပြောပြီးပန်းစည်းကိုလက်ထဲထည့်ပေးလိုက်တယ်ဖြူဟာခန့်အောင်နားကနေမခွာသွားပဲပိတ်ကက်ကက်လေးရက်နေတော့မယ်ဖြူဟာသူ့လိုချင်တဲ့အရာတွေရှိလာတဲ့ခါတိုင်းမရရအောင်စူးစမ်းလဲရှိတော့စိတ်ကိုခန့်အောင်တတိယလိုက်မိသေးသည်ကိုဖြူကကိုကိုစောင့်နေမှာဖြူအတွက်ကိုရှိနေမှာကိုအဆင်ပြေမှာမို့လို့ဖြူကအဲ့ဒီစကားကိုပြောရင်လက်ထွက်သွားတယ် အဲ့ဒီအချိန်မှာထနောင်းပင်အောက်ကလေးမှာရိတ်ခနဲယွန်းတာကိုမြင်လိုက်ရတယ်လို့ပဲငါမျက်လုံးကလည်းဒီကောင်မလေးကိုပဲပြပြမြင်နေမိရအခုတလောသူ့စိတ်ထဲမှာယွန်းတာကိုပဲမြင်နေရတယ်လို့လို့ယွန်းတာအတန်တွေကိုပဲကြားနေရတယ်လို့လို့ဖြစ်နေခဲ့တာကြပြီထင်အောင်ထင်မှားတွေပဲထင်ပါရဲ့ဒီကောင်မလေးနဲ့မတွေ့ဖြစ်တဲ့အချိန်လေးတွေတိုင်းမှာသတိရရဲ့စိတ်ကြီးကဝင်ဝင်လာနေမိတယ်အဲ့ဒီသတိရရဲ့စိတ်တွေကိုလည်းထိမ့်ချုပ်ထားလို့ကိုမရဘူးမျက်နှာလေးမှမမြင်လိုက်ရရင်စိတ်ထဲမှာတခုခုလိုအပ်နေတယ်လို့ပါပဲ အထူးသဖြင့်ဆွာတတာအတန်လေးတွေကိုသူသိတဲ့ဘောကြမိတယ်။အခုလဲဒီငတိမလေးသူ့နားရမှာဗာများလုံနေပါလေဆိုပြီးခန့်အောင် တွေးပြအောင်တွေးလိုက်မိပါသေးတယ်။ခန့်အောင်လဲသူလုံရမယ့်အလုပ်တွေလုပ်နေရင်ကပြီးတလောက်ဖြစ်နေခဲ့ပြီ။အဲဒါကြောင့်အိမ်ကိုပြန်ဖို့ပြင်နေတုန်းမှပဲမလုံးစီကဖုန်းဝင်လာတယ်။အကိုလေးကိုတာကြီးထတော်ကိုလာခဲ့ပေးပါဦး။ဟမ်ဘာဖြစ်လို့လဲမလုံးရဲ့ထတော်ကိုကျွန်တော်ကဘာလို့လာရမှာလဲ။ညွန်းတာလေးထိုင်းရီတောက်ပြီးမူးနေတာအကိုလေးရဲ့ ကျမလည်းဘလို့အိမ်ပြန်တရမှန်းကိုမသိတော့လို့ဟာခမည်းတော်ကလည်းထမ်းရီမတောက်နိုင်ပဲဘာသွားလောက်ကြတာတော့ကျမကတောက်နိုင်ပါတယ်ကိုလေးရဲ့ယွန်းတာအာတာမတောက်နိုင်ပဲတောက်တာခန့်တော်မှာယွန်းတာဆိုတဲ့အတန်ကိုလည်းကြားလိုက်ရောစိတ်တွေပူသွားရတယ်ဒီကောင်မလေးကတော့စပြန်ပြီထတော်ကိုမလုံးတို့အဖွဲနဲ့ပေါင်းပြီးဘလို့များရောက်သွားပါလေကိုတာကိထတော်ဘက်ကိုရောက်တော့ယွန်းတာမူးနေရများခေါင်းတော်မထောင်နိုင်ဘူးထတော်ရဲ့ရွက်ဖြင့်တဲနောက်ကိုမြင်ရင်မျက်လုံးလေးမိတ်ပြီးနေနေခဲ့တာ တောက်ထားတဲ့ထရေတွေကလည်းရှစ်မျိုးလောက်ရှိနေပြီမျက်နှာလေးကနီးရဲဆက်နေပြီးမူးနေတာကလည်းအာလေးရှာလေးကိုဖြစ်နေပြီထရေဆိုတာလေတိုက်လေပုံမူးလာလေတဖြည်းဖြည်းတရိပ်ရိပ်တက်လာတာမျိုးလေထမ်းရီမူးရင်ဘီယာတို့အရက်တို့မူးတာထက်ပိုဆိုးတတ်တယ်မလားယွန်းတာရီထထပြန်ကြရအောင်ခန့်တော်ကယွန်းတာကိုလှမ်းပြောရင်ယွန်းတာရဲ့လက်မောင်းကလေးကိုတွဲကထူတော့ယွန်းတာက လက်ကိုပုတ်ထုတ်တယ်ဟွန်းမထိနဲ့ယွန်းတာက သူ့ကိုမထိနဲ့ဆိုပြီးပြောတယ်။ဒီကောင်မလေးဒီနေ့မှဘာဖြစ်လာတာပါလဲ။ဘာဖြစ်လို့လဲယွန်းသားရဲ့ဘာဖြစ်ရတာလဲ။မသိဘူး။တခုခုစိတ်အလိုမကြတဲ့ပုံနဲ့ခန့်နာအောင်ပြောတယ်။ကဲပါယွန်းသားရဲ့ဒီတိုင်းကြီးအယံမူးနေလို့မှမရတာအိမ်ပြန်ကြရအောင်နော်။မလုံး။ယော့ထရေဘိုးသွားရှင်းလိုက်အောင်။ထရေဘိုးကရှင်းထားပြီးပြီအကိုလေးရဲ့။နေပါဦး။မလုံးတော့ဘာစိတ်ကူးပေါက်လို့ထရေဆိုင်ကိုရောက်လာရတာလဲ။ယွန်းသားလေးကကျမစီရောက်လာတာကိုလေးရဲ့သူစိတ်ညစ်နေလို့ ထရေတော့တောက်ရအောင်ဆိုပြီးပြောလို့ကျမလည်းအတူတူထရေလာတောက်ကြတာအခါမှလည်းထရေမတောက်ဘူးတဲ့ယွန်းတာကဘာဖြစ်လို့များပါလဲကဲကဲယွန်းတာပြန်ကြမယ်အဖွားစီကိုကိုဖုန်းမဆက်ချင်ဘူးထတော့ခန့်နာကအဲ့လိုလေးတန်းမမာနဲ့ပြောလိုက်တော့ယွန်းတာကခန့်နာကိုမျက်လုံးစိမ်းနေနဲ့ကြည့်တယ်ပြီးတော့မှပိကက်ကက်နဲ့ထလာခဲ့တယ်အကိုလေးဆိုင်ကင်နဲ့လာရလားအင်းဟုတ်တယ်မလုံးယွန်းတာကိုအလဲရတက်ခိုင်းမလုံးကနောက်ကတက် အရင်ဆုံးကျွန်တော်တည့်ရက်ချန်နဲ့သွားရမယ်။အဖွားခင်တို့စီရွန်းတာကိုမူးနီလေကြီးနဲ့ခေါ်သွားလို့အဆင်မပြေဘူး။တိတ်အားနာဖို့ကောင်းလို့။အကိုလေကျမထမင်းကြီးနဲ့ခွတ်တက်လို့ရပါမလား။ဟာမလုံးကလည်းမခွတ်ခြင်းဘေးတစောင်းထိုင်လိုက်ဗျာ။ခမရအကြည့်ဖြစ်ပြီးအငယ်ရီနဲ့တောင်ထရေလိုက်တော့နေသေးတယ်။မတော့ရတာကြာလို့ပါအကိုလေးရဲ့။ဒီလုံးနဲ့ထရေမူးနေတဲ့ရွန်းတာကိုအနည်းဆုံးမှရှိရခန့်တော်ရဲ့တည့်ရက်ချန်နဲ့ကိုခေါ်လာရတယ်။တည့်ရက်ချန်နဲ့ကကုတ်ပြစ်ပေါ်ရောက်တာနဲ့ရွန်းတာကဝုန်းကနေတက်လိုက်ပြီး ခွေခွေလေးအိတ်နေရောထရေအယမ်းမူးနေပြီထင်တာပဲမလုံးခြံထဲကအလုပ်သမားတွေစီကတမယာတီတောင်းပြီးတမယာရီချင်းချင်းလေးဖြော်ခဲ့ပါအောင်ဗျာဟုတ်ကဲ့အကိုလေးခန့်တော်လဲယွန်းတာခွေခွေလေးအိတ်နေတဲ့ကုတ်ပြစ်ဘီနာကိုဝင်ထိုင်လိုက်တယ်ဒီကောင်မလေးကတော့ထရေတောက်နိုင်တာလည်းမဟုတ်ဘဲနဲ့တောက်ပြန်ပြီဘာစိတ်ညစ်စရာတွေများရှိနေလို့လဲမသိဘူးယွန်းတာခွေခွေလေးလဲနေရကနေဝုံငနေချက်ချင်းကြီးကောက်ထားပါလေရောအမလီတောက်ပလုတ်တော့ခန့်တော်လန်းလန်းနဲ့អော်လိုက်ရတယ် ငတိမကမူးမူးနဲ့ခန့်နာကိုလက်ညှိုးထိုးတယ်။ပြီးတော့ခမ ्या ကိုကြုတ်ကျေနဲ့နေတာမဟုတ်ဘူးတဲ့။ငတိမအဲ့ဒီစကားကိုပြောပြီးခွေခွေလေးပြန်အိတ်သွားတယ်။ဟမ်ကိုဘာလို့လဲ?ယွန်းတာကိုဘာလို့မိလို့လဲ?အဲ့ဒီစကားအဆုံးမှာဝုန်းကနေထပြန်ရော။အမလီဟာဖះတကြမလို့။ဩယွန်းတာရဲ့ဖြည့်ဖြည့်ထပါကိုလန့်သွားတာပဲ။ယွန်းတာခန့်နာကိုအားလေးရှာလေးအတန်နဲ့ပြောတယ်။ ဒီနေ့ခမ ాయి ကိုခမ ాయి ရဲ့ H နဲ့တွေ့လိုက်ရတယ်။ဘာလဲ။အယန်းတွေပျော်နေရပေါ့လေ။ငါမှတော့သူ့ကိုသဘောကျနေလိုက်ရတာ။ဒင်းရသူ့ HG ကိုပန်းတွေတောင်ပေးနေလိုက်သေးတယ်။ပန်းပေးခြင်းလို့ငါ့ကိုအားလိုက်ရပေးနေတာနေမှာပေါ့။ငါရှိနေပန်းပေးရတာအဆင်မပြေလို့နေမှာ။ယွန်းတာအဲ့ဒီစကားကိုပြောပြီးကုပစ်ပေါ်ပြန်အိတ်သွားတာ။ခေါင်းတော်မထောင်နိုင်တော့ဘူး။အမူးလွန်ပြီးကုပစ်လေးမှအိတ်ပျော်နေပြီ။ခန့်အောင်ခမ ్యా ကြားလိုက်ရတဲ့စကားလုံးတွေပေါ်မှာမျက်လုံးလေးပြူရင် ကြောင်တောင်တောင်လေးဖြစ်လို့နေတယ်။ဒီကလေးမှမူဗီပြောတဲ့စကားလုံးတွေမှာရင်ခုန်တန်တွေမြန်လာနေတယ်။အဲ့ဒီနေရာဆိုရင်ယွန်းတာအမှုပြောင်းခန့်အောင်တဲ့မလုံအင်မတန်ကြိုးစားလိုက်ရပါတယ်။တံမြာရီတွေတိုက်နားထဲကိုတံမြာသီးတွေကိုလည်းအေးညစ်ထဲနေ။ယွန်းတာလည်းအဲ့ဒီကုတ်ပစ်လေးနားမှာခဏလောက်မှေးကနေအိပ်ပျော်သွားမှပဲအမှုနည်းနည်းပြေသွားပုံရတယ်။အမှုပြေသွားတော့လည်းသူမဟုတ်တဲ့အတိုင်းပဲအိတ်ချင်မှုတို့နဲ့ကြောင်စီစီလေးဖြစ်လို့နေတယ်။ အခန်းဆက်နဲ့ညဟာတဖြည်းဖြည်းနဲ့မှောင်မဲလာခဲ့ပြီးမဟုရပိတ်ကားစာကိုဆွဲချလိုက်သည့်တပွဲပတ်ဝန်းကျင်တစ်ခုလုံးဟာမှောင်မဲလို့နေတယ်။တို့ရရင်ကောင်းခင်မှာကြဲကလေးတွေကိုဟိုတစားဒီတစားတွေ့မြင်နိုင်တော့တဲ့အထိရာဒီဥရုကကြီးလင်းနေပြီးလရဲ့အလင်းရောင်ဖျော့ဖျော့လေးဟာရွှေလန်းညောင်အံရွာကလေးတစ်ခုလုံးပေါ်ကြာရောက်နေတော့တာပါပဲ။ဒီရှုကင်းလေးကိုယွန်းတာအနေနဲ့လှပစွာခန်းစားနေခဲ့မိတယ်။ရွှေလန်းညောင်အံရွာကလေးတရာလုံးဟာတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့ပြီး ပရစ်အော်တန်လေးတွေကလွှဲရင် တခြားဘာကုန်းမှမကြရလေတစ်ချက်ဝေးတိုက်လိုက်တိုင်းမှာလဲအိမ်ကောင်းရင်မှရှိတဲ့ညာမွေးပန်းယုံလေးတွေကနေညာမွေးပန်းနဲ့တင်းတင်းလေးတွေကိုရနေတတ်တယ်လို့အဖွားဆိုင်ထားတဲ့တနခါပန်းလေးတွေစီရနေလဲရနေတင်းတင်းလေးတွေကိုရနေခဲ့ရတယ်။တဖြည်းဖြည်းနဲ့အညာဒေတာကကြေးလက်ရွာလေးကိုယွန်းတာချစ်လာမိတယ်။လက်လက်ဆက်ဆက်ရနေတတ်တဲ့လေနုအေးအေးလေးတွေကိုသဘောကျလာမိတယ်။ရွှေလန်ညောင်အံရွာလေးမှာနေရတာကယွန်းတာအတွက်အယမ်းကိုပျော်ဖို့ကောင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲဂီတာတန်လေးတစ်ခုကိုယွန်းတာကြားလိုက်ရတယ်။အဲ့ဒီဂီတာတန်ကကိုခန့်နာတို့အိမ်ဘက်ကနေလာနေတာ။ယွန်းတာလည်းဂီတာကိုဘသူတီးနေပါလဲဆိုပြီးအဖွားတို့အိမ်ပေါ်ထက်ကဝရဏာကိုမတိမတားလေးတက်ကြည့်မိတယ်။ဂီတာတီးနေကြတာကကိုခန့်နာသူ့အိမ်ရှိမှာကလထိုင်လေးတစ်ခုရဲ့ဇပွဲကုံလေးတစ်ခုရဲ့ချပြီးဂီတာတီးနေကြတာ။ဒီတချင်းလေးကိုယွန်းတာသိတယ်။ဆိုင်းဆိုင်မော်ရဲ့တချင်းလေးကိုခန့်နာရဲ့အတန်းတော်တော်လေးကိုနားထောင်လို့ကောင်းနေတယ်။ အတန်းကြီးလင်းနေပြီးယွန်းတာဘေးနာကိုလာဆိုပြနေတဲ့အတိုင်းပါပဲ။ဂေတာတန်ကပြီးဆုံးမသွားသေးပဲဆက်တီးနေတော့မှာပဲ။နောက်ဆုံးတော့ဂေတာတန်လေးဟာပြီးသွားခဲ့ပြီ။ဂေတာတန်ပြီးသွားပြီးခဏအကြာမှာ message လေးတစ်ခုယွန်းတာရဲ့ဖုန်းလေးထဲကိုဝင်လာခဲ့တယ်။နားထောင်လို့ကောင်းရဲ့လားကလေးမတဲ့။ယွန်းတာစိတ်ထဲမှာလိုက်ခနေဖြစ်သွားတယ်။သူယွန်းတာနားထောင်နေရအောင်ဘလို့များတိသွားပါလဲ။อืม နားထောင်လို့ကောင်းတယ်။အဲ့လိုတိုက်ပင်ရိုက်ပြီးတော့မှယွန်းတာရိုက်ပြီးသားစာလေးတွေကိုပြန်ဖြတ်ပစ်လိုက်တယ်။ပြန်မပို့ပစ်လိုက်ပါဘူး။အင်းလေအဲ့လိုသွားပြောနေမိန်းကလေးတယောက်ပေါ်တစ်ဖက်ကဘလို့ထင်သွားမလဲ။အဲ့ဒါနဲ့ပဲဘာမှမသိတယ်လို့လို့နဲ့ဘာကိုပြောရလဲဆိုပြီးသူတချင်းဆိုနေရအောင်နားမထောင်နေတယ်လို့လို့နဲ့ယွန်းတာမက်ဆေ့ပြန်ပို့လိုက်တယ်။အဲ့ဒါဆိုဝရဏာနာကပ်ပြီးဘာချောင်းနေတာတော့နဲ့ကိုခန့်နာကအဲ့လိုပြောလာတော့ယွန်းတာရှက်သွားတယ်။ဘာမှမချဘူး အိပ်ပြီး good night ချက်ချက်နဲ့ message ပို့တာတော့ဘူးဆက်ဆက်နဲ့ပို့မိတယ်ကိုခန့်အောင်စီက message လေးတခုထပ်ဝင်လာပြန်တယ်နတ်ပြန်အားလားကိုမျိုးတွေလိုက်ပို့ရင်မဝယ်ကြွေးမလို့မိထီလာမျိုးတွေကိုမရောက်ဘူးသေးဘူးမလားတေချာမပြောနော်မတီနိုင်တဲ့ဂရီတွေလာမပေးနဲ့ကိုဂရီတီဖို့အတွက်စူးစမ်းသွားမှာပါနတ်ပြန်မနဲ့9နိုင်လောက်အသိလောက်ထားနော်ဟုတ်ဒီနေ့တော့ယွန်းတာအိပ်ပျော်နိုင်တော့မယ်မထင်ပါမနက်ဖြန်အတွက်တွေးနေရင်လည်းစိတ်ထဲမှာပျော်ရွှင်လာခဲ့ရတယ် မနေ့ပြန်ကြရင်ဘလိုလေးဝတ်သွားမယ်ဆိုတာကိုစိတ်ကူးရင်နေခဲ့ရင်လည်းညဟာနဲ့တထက်နဲ့လာခဲ့ရပါတယ်အခန်းဆက်3မနက်အစောကြီးကိုနိုးနေခဲ့တယ်။မျက်နာတဲ့သွားတိုက်ပြီးတော့အဖွားနဲ့ပါဖျားအတူတူရှိခိုးရင်ဖျားကိုမျက်နှာတက်တော်ကြီးတောက်တော်ကြီးနဲ့အာယုံဆုံးမှကတ်လိုက်သေးတယ်။အဖွားကတော့ယွန်းတာကိုပြောနေသေးတယ်။ဒီကောင်မလေး ဘာဥမျိုးစရာရှိနေရလဲမသိဘူးတဲ့မျိုးတဲကိုကိုကြီးခန္ဓာကလိုက်ဖို့မယ်ပြောထားလို့ဖွားရရှစ်နိုင်လောက်ရေမိုးချိုးပြီးအလှပါပြင်ထားခဲ့မိပြီညွန်းသားရဲ့မျက်နှာလေးဟာငိုကလေးကအသားရည်ကြီးကြီးလေးနဲ့ချစ်ဖို့ကောင်းတဲ့အကြည့်တက်လေးရှိနေပြီသားဒါကြောင့်မိတ်ကပ်ကိုအယမ်းကြီးပြနေဖို့မလိုအပ်လိုက်ဘာဘာလေးနဲ့သာတဘာဝဆဆန်လေးဝှစ်ထားမိသည်ပြီးတော့ကောင်းဝန်နဲ့တာရောင်ဖျော့ဖျော့လေးကိုဝှစ်ထားမိတယ်ကောင်းဝန်လေးရဲ့အရှိကဒူးလောက်ထိပဲရှိရမို့ ညွန်တာရဲ့ခြေထောက်ဖွေးဖွေးတော်တော်လေးတွေကပေါ်နေခဲ့တယ်။ဒီနေ့တော့ညွန်တာရဲ့ဇပင်လေးကိုအရှိအတိုင်းလေးပဲချထားခဲ့တယ်။ညွန်တာရဲ့ဇပင်လေးတွေကငခုကလေးကဖြောင်းဆင်းပြော့ပြောင်းလွန်းတာမို့ညွန်တာနဲ့တိတ်လာနေတာပါပဲ။ကိုနိုင်ထူရာနဲ့အဖွားတို့အင်ရှီယာကုတ်ပစ်လေးမှာခြေထောက်လေးကိုတွဲလဲလွှဲရင်းစောင့်နေမိတော့တာပါပဲ။ဒါပေမဲ့အချိန်တွေသာတဖြည်းဖြည်းချင်းကုန်လာပြီးကိုနိုင်ကနေကိုနိုင်ခွဲလောက်ရောက်လာခဲ့တယ်။သူမလည်းတစ်ဖက်ကခြံထဲကိုလှမ်းကြည့်လိုက်တော့ကိုခန့်တော်ရဲ့အရေးအခြေအနေကိုလည်းမတွေ့ခဲ့ရ။ သူမလည်းညှို့နေရတာမောလာပြီမလာသေးဘူးလားဆိုပြီး message လေးပို့ပေမဲ့စင်းလည်းမပြ reply လည်းမပြန်ပါဘူးညွန်းတာလည်းကိုခန့်အောင်တို့ခြံဘက်ကိုမယောင်မလဲလေးရောက်သွားခဲ့တယ် channel ကိုဟိုကြည့်ဒီကြည့်ကြည့်နေရင်အလုသမားလေးတယောက်ကို မြင်လိုက်ရတယ်ဒီမဲ့ရှင့်ကိုခန့်အောင်အိမ်မှာရှိလားဆရာမရှိဘူးညီမလေးည10နိုင်လောက်ခရဲကဆရာမတော်ဖြူစာလိုင်းခေါ်လို့ကားနဲ့အရေးတကြီးထွက်သွားခဲ့တာအခုထိပြန်မရောက်သေးဘူးရှင်အော်ဟုတ်ဟုတ်ကဲ့ပါရှင် အဲ့ဒီခိုက်တန်နောက်ပိုင်းကစပြီးယွန်းတာရဲ့စိတ်နဲ့ကိုကမကတ်တော့ပါစိတ်ကိုတင်းတင်းထားနေရဲ့ကြားထဲကနေမျက်ရည်တွေဝဲလာခဲ့တယ်။ဘာလို့လဲ။ तू ကငါ့ကိုဂရိတွေပေးပြီးတော့မှကြီးခံစားရအောင် လုပ်နေရတာလဲဆိုတဲ့စိတ်က तू မရဲ့စိတ်ကိုပိုဝမ်းနေစေခဲ့တယ်။ तू မရဲ့အခန်းထဲကိုဘလို့ပြန်ရောက်နေခဲ့မှန်းလဲမသိလိုက်တော့ပါဘူး။အဖွားကဘာဖြစ်လာလို့လဲသမီးလို့မေးတဲ့အမေကိုလည်းဘာမှပြန်မဖြေခဲ့တော့ကိုကိုကိုပြန်တတိထားမိရဲ့အချိန်မှာ ခေါင်းပေါ်မှာမျက်နှာမောင်းရင် တရှုံရှုံငိုပြစ်လိုက်ခဲ့ပြီငါအဲ့လောက်တောင်ဈေးပေါနေခဲ့ပြီလားဆိုတဲ့စိတ်နဲ့တစ်ဖက်သက်သဘောကျနေရတဲ့ခံစားချက်ကိုစိတ်ကုံစားပြူလာခဲ့ရတယ်။အဲ့ဒီနောက်မှာတော့အဖာတမီကလောကိုပြန်တော့မယ်။နာကျင်စရာမယ့်ရဲဝန်းတွေကနေခက်ဝဲဝဲပြေးဖို့ကိုပဲစဉ်းစားလိုက်မိတော့တယ်။အဲ့ဒီနောက်တော့ယွန်းတာနဲ့ခန့်တော်တို့တဖြည်းဖြည်းဝေးသွားခဲ့ကြတာတည်ကြခဲ့ပါပြီ။ ခန်းဆက်လေးဇက်သိမ်းပိုင်းဆုံးရှုံးလိုက်ရတယ်လို့ပြောရအောင်လဲကိုတို့တွေကနည်းနည်းလေးတောင်နှီးဆက်ခဲ့တာမှမရှိခဲ့တာပဲဒီနေ့ကျမှကလောမျိုးလေးရဲ့ဒီစင်မဆောင်းဟာမြူရီဆိုင်နေုံမကပဲခါတိုင်းထက်ကိုအရန်လဲအေးနေခဲ့ပါတယ်သူမလည်းအင်းရဲ့အပေါ်ထက်မှာရှိတဲ့သူမရဲ့ကိုယ်ပိုင်ထက်ခိုးအခန်းလေးမှာကော်ဖီပူပူလေးတစ်ခွက်ကိုတောင်းရင်းထိုကလောမျိုးရဲ့ရာသီဥတုကိုပြတင်းပေါက်ကနေထိုင်ကြည့်နေခဲ့မိတယ် အဲ့ဒီပြတင်းပေါက်လေးကနေလှမ်းကြည့်ရင်သူမတို့အိမ်ရှိကတောင်ကုန်းမမှုလေးနဲ့လမ်းအပြင် ကလောမျိုးတစ်ခုလုံးကို အပေါ်စီးကနေလှမ်းမြင်ရတယ်။ဒီနေ့ကျမှတိုက်ဆိုင်စွာပင်ရွှေလန်းညောင်အံရွာလေးကိုသတိရနေခဲ့မိတယ်။ရွှေလန်းညောင်အံရွာလေးအကြောင်းကို မစင်စားဖို့သူမအရန်စူးစားခဲ့ရတာမဟုတ်လား။သူမရဲ့ဖုန်းလေးကိုဖွင့်လိုက်တယ်။ပြီးတော့ကွန်တက်တွေကသူမ block လုပ်ထားခဲ့တဲ့ဖုန်းနံပါတ်လေးတစ်ခုကိုရောက်သွားခဲ့တယ်။အဲ့ဒီဖုန်းလေးကိုသူမ block ထားခဲ့တာတစ်လကျော်ကျော်လောက်ပင်ရှိနေခဲ့ပါပြီ။ ဒီနေ့တော့ iPhone နံပါတ်လေးကိုသူမ unblock လုပ်လိုက်တယ်။ပြီးတော့အဲ့ဒီ content လေးတွေကိုဝင်ကြည့်လိုက်တဲ့အခါမှာသူမစီကိုလှမ်းခေါ်ထားတဲ့ဖုန်းအချိန်ရေးအတွက်အများကြီးသူမစီကိုပို့ထားတဲ့ message တွေလည်းအများကြီးကိုဖတ်လိုက်ရတယ်။အဲ့ဒီထဲမှာမှ စာလေးတစ်စောင်ကတော့မင်းကိုစိတ်ဆိုးနေမယ်ဆိုတာကိုသိပါရဲ့ယွန်းသား။ပေးထားတဲ့ကတိကိုမတီးပေးနိုင်တဲ့သူဆိုပြီးစိတ်နာကောင်းနာနေမယ်ဆိုတာလည်းကိုသိပါရဲ့။ဒါပေမဲ့ကိုမင်းကိုရှင်းပြစရာလေးတွေရှိရတော့ရှင်းပြရမယ်လို့ထင်ပါတယ်။အဲ့ဒီနေ့ညက ကိုမင်းစီကို message ပို့ပြီးရဲ့နောက်ပိုင်းမှာဆီယမ်မဖြူစာလိုင်းကဖုန်းဆက်လာခဲ့တယ်။သူ့ရဲ့မောင်လေးဆိုင်ကယ် accident ဖြစ်လို့မိထီလာဆေးရုံကိုရောက်နေခဲ့တဲ့အကြောင်းပြီးတော့မိထီလာမှာမနိုင်တော့လို့မန္တလေးဆေးရုံကိုညာရင်းချင်းအရေးပေါ်သွားရမှာမို့လို့ကို့ကိုလိုက်ပို့ဖို့အတွက်အကူအညီတောင်းခဲ့တာပါ။ကို့မလိမ်ပါဘူး။ဒါမှန်သောစကားပါ။ကို့ဆိတ်ရဆီယမ်မဖြူစာလိုင်းပေါ်မှာမိဆွေတယောက်ကိုကူညီပေးခဲ့ခြင်းမျိုးပဲရှိပါတယ်။ပြန်ပြီးတွဲခြင်းလို့ပြန်ပြီးချစ်ဖို့ဆိုတဲ့စိတ်တွေလုံးဝမရှိတာကိုယ်စိတ်ကိုလိပ်ပြလုံးပါတယ်အမှန်တိုင်းဝန်ခံရရင် ကိုမင်းကိုအယမ်းချစ်တဲ့ကလေးမယင်ဒီစာလေးကိုမင်းဖတ်မိသည်ဖြစ်စေမဖတ်မိသည်ဖြစ်စေကိုချစ်နေခဲ့တာလေးကိုတော့မင်းသိအောင်ပြောခဲ့ခြင်းလိုပါစာလေးဖတ်ပြီးရဲ့နောက်ဆုံးမှာပူလောင်လာတဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရပြီးမျက်ရည်တွေဝဲလာခဲ့တယ်အဲ့ဒီခံစားချက်ကိုဘယ်လိုပြန်ပြောပြရမလဲဆိုတာယုံတာမသိပါဘူးတစ်ဆူဆူခံစားချက်ကြီးနဲ့ရင်ဘတ်တစ်ချမ်းလုံးမိစပူပူနဲ့ထိုးခတ်နေရတဲ့အတိုင်းပါပဲမျက်ရည်တွေကျလာတယ်ပြီးတော့ခုံမုံမောက်ရင် ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိတယ်။မသိတော့ဘူး။ဘာတွေဆက်လုပ်ရမှန်းမသိတော့ဘူး။ဆုံးဖြတ်ချက်တွေချဖို့ရအတွက်စိတ်ခံစားချက်ကြီးကထုံမဲ့မဲ့ကြီးဖြစ်နေခဲ့တယ်။ဖုန်းစီကို message လေးတစ်စောင်ဝင်လာတဲ့ကိုကြားလိုက်ရတယ်။သူမငိုနေလျက်နဲ့အဲ့ဒီ message လေးကိုကြည့်လိုက်မိတယ်။ဘာလို့တယောက်တည်းငိုနေရတာလဲတဲ့။ message ပို့လာတာကကိုခန့်အောင်နဲ့သူမမှတ်ထားတဲ့ contact လေးတွေကပဲ။သူမမျက်ရည်တွေကြောင့်အမြင်မှားနေရလားဆိုပြီး မျက်ရည်တွေကိုတုတ်ကြည့်တယ်။အမြင်လဲမမှားပါဘူး။အမှန်ပါပဲ။နောက်ထပ် message လေးတစ်စောင်ထပ်ဝင်လာခဲ့တယ်။ကိုမင်းတို့အိမ်ရှိမယ်။အရန်အေးနေပြီ။လာမတွေ့တော့ဘူးလားတဲ့။ယွန်းတာပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အချိန်မှာအိမ်ရှိရဲ့မလန်းမကန်လေးမှာရက်ဆောင်နေတဲ့ကိုခန့်နာကိုတွေ့လိုက်ရတယ်။ယွန်းတာထက်ခိုးလေးကနေချက်ချင်းအိမ်အောက်ကိုပြေးဆင်းတယ်။ပြီးတော့ခြံတကားဝအပေါက်ကိုလှင်မြန်စွာ ပြေးဖွင့်ပြီးထွက်လိုက်တယ်။ပြီးတော့လောင်ကုတ်အင်ကြီးအနက်ရှည်လေးဝှက်ထားပြီး မာဖလာအနံလေးကိုလက်ဝဲမှာပတ်ထားတဲ့ကိုခန့်နာကိုမြင်လိုက်ရတယ်။သူကယွန်းတာကိုပြုံးပြီးတော့ပဲကြည့်နေခဲ့တာ။ပြီးတော့ဘာလို့ခနဲ့မစီပဲပြေးလာခဲ့ရတာလဲခလေးမလေးရဲ့အောက်ကအေးနေမှာပေါ့တဲ့။ယွန်းတာလည်းကိုချရာကိုပြန်ကြည့်လိုက်တဲ့အခါအလောတကြီးပြေးလာခဲ့ရလို့ဖနှက်တောင်မပါ။ဘာမှမစင်စားနေတော့ပဲကိုခန့်နာစီကိုပြေးသွားရင်တင်းချက်နေအောင်ဖတ်ထားလိုက်တယ်။ရင်းနှီးမှုတဲ့ကိုသိင်းရဲ့မွမွေးလေးရဲ့နှွေးထွေးတဲ့ထွေးပိုက်မှုလေးတစ်ခုရဲ့ကိုပြန်ရလိုက်ရပါတော့တယ်။ ကဲဒီကနေ့မှဆိုရင်တော့ရွှေလန်းညောင်အံရွာကလေးမှကြိုဆိုပါသည်ဆိုတဲ့ဝိထုရှိလေးလည်းပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့ကြတဲ့စာဖတ်ပရိသတ်များအားလုံးကိုကျေးဇူးတင်တယ်လို့ဒီစာအုပ်လေးကိုဖတ်ခွင့်ပေးတဲ့စာရေးဆရာခဲတန်ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးပဲနောက်တစ်ပတ်မှာနောက်ထပ်ဝိထုအသစ်နဲ့တွေ့ကြမယ်နော်။